ပိုင်ခွင့်ရေးတွေရခဲ့ပြီမဲ့တေးတမတ်နဲ့မဲချင်းနဲ့ခဲ့တဲ့ခေကြီးအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်စူပါဆန်ဒီပွဲစဉ်မှာဂိမ်းနဲ့စင်မြန်ကြီးတို့ရဲ့ပွဲကြီးပွဲကောင်းလည်းရှိခဲ့ပါတယ်။ကျောင်းတော်ကရန်စားရရှိကြတဲ့အသင်းတွေဖြစ်လို့ကုတင်ရှုံးလာနေရှေကိုလီတိုက်ခံရတော့မှာပါ။ဒါကြောင့်တဲ့င်းစလုံးနဲ့ဒီပွဲကအရေးကြီးတယ်လို့တင်ချာနီးရဆိုရဲချန်ပီယံဖြစ်နိုင်သေးတဲ့စင်မြန်ကြီးတို့အတွက်ပိုလို့တော်အရေးကြီးနေခဲ့ပါတယ်။ဒါပေမဲ့လေကေဂျီတို့ကဖျက်မြင်းလောက်သွားခဲ့ပြီးတော့ဒီဘက်မှာတေးတမန်ရှာယူပြီးရှင်မြန်ကြီးတို့ရဲ့ချန်ပီယံအိမ်မက်ကိုအဆုံးသတ်ပေးလိုက်ပါပြီ ပဲဂိုးတင်းနဲ့ဆငါးမတိပြတ်သွားတဲ့စင်မြန်ကြီးတို့အနေနဲ့ချက်မြန်ဖြစ်ဖို့ဆိုတာလုံးဝမလွယ်တော့တဲ့အနေအထားမျိုးဖြစ်လာခဲ့ပါတယ်ဒီနေ့မှာတော့ဂိမ်းနဲ့စင်မြန်ကြီးတို့ရှင်မြန်ခဲ့ကြတဲ့ပရီးမီးယားလိဂ်ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ် ကကြီးတို့ကတော့ဒေါ်ကူမပါဝင်နိုင်သေးတာကြောင့်မဇရာဝီကိုညာချမ်းမှာထားကစားခဲ့ရပြီးတော့ဗဟိုကန်ဆက်မှာတော့လင်ဒီလုံးနဲ့တွဲဖက်လာခဲ့ပါတယ်။ဂွန်လင်မှာတော့တထူးဆန်တဲ့ဘရူနိုလိုဖြစ်ပြီးတော့ဖျားဆူတိုက်စစ်မူဒီဝိုင်လိုင်းကိုလည်းခြံလက်ထားခဲ့ပါတယ်။အထောင်တိုက်စစ်နေရာမှာဆေးစည်းနဲ့ပွဲထွက်လာခဲ့ပြီးတော့နမန်တန်းလုံးနေရာမှာတော့ဖုချင်းနဲ့အရီဆန်တို့ဖြစ်ပါတယ်။စမန်ယူရာဒီပွဲစဉ်မှာပုံမှန်လူရှင်းနဲ့ပဲပွဲထွက်လာခဲ့ပြီးတော့ဘယ်ချမ်းမှာတော့လူးဝစ်ကယ်လီစာ ကလာဖီယိုရီကိုပဲအတုံးပြုခဲ့ပါတယ်။ တကယ်လို့ဂေကြီးတို့ရဲ့တန်းစင်မဲ့အခြေအနေစမန်ကြီးတို့ရဲ့ဖလားယူမဲ့ခြေစွမ်းကအသိမကွာဘူးလို့တော့ပြောလို့ရပါတယ်။ပြီးခဲ့တဲ့ပေါ်တော့က PSV ကို9-6တွန်းနိုင်ခဲ့တဲ့စမန်တို့ရဲ့တိုက်ဆက်ကိုအလုံးကမျောလင်းထားခဲ့ကြပါမယ်။ဒီဘက်မှာပြည့်ပြီးအလုံးမဖြစ်ခဲ့ပါဘူး။ဂေကြီးတို့ကတော့ပိုင်ခွင့်ရေးတွေပိုရနေခဲ့ပြီးတော့တိုက်ဆက်ကဖိုးချေတို့တိုက်ဖြစ်နေလို့သာဂုံးမရပဲဖြစ်သွားခဲ့ရတာပါ။ဒီလိုနဲ့ပထမပိုင်းပြီးကန်ဒီမှာခေကြီးတို့ဖရီကစ်ရရှိလာခဲ့ပြီးတော့ဖစ်တဲ့လေးသိန်းဘလူးနူကတိုက်ရိုက်ကန်သွင်းသွားခဲ့ပါတယ်။ ကိုမလေးရာယာရဲ့နေရာယူထားပုံကအနေနဲ့အားနည်းနေခဲ့တယ်ဆိုပေမဲ့ဘရူနိုရဲ့ကန်ချက်ကလည်းကောင်းမွန်လွန်ခဲ့ပါတယ်။အဲလိုနဲ့ပထမပိုင်းမှာခေဂျီတို့ကပဲဥဆောင်ထားနိုင်ခဲ့ပြီးတော့ဂိတ်ဖန်လေးလည်းရတဲ့အချိန်လေးရတယ်လို့ပြောခဲ့ရပါတယ်။ဒုတိယပိုင်းဆာမာတင်ထင်အားပြဿနာရှိနေခဲ့တဲ့ယူရိုရဲ့နေရာမှာစီမန်နုရဲ့ကဘာသမားဟောင်းဖြစ်တဲ့ဟေဗန်ကိုထည့်သွင်းကစားခဲ့ပါတယ်။ဟေဗန်ဟာအသင်းဟောင်းနဲ့ဆိုပေမဲ့တိတ်တော့မရှိခဲ့ပဲနဲ့အပေါင်းလက္ခဏာဆောင်တဲ့ခြေဆမ်းမှုပြနိုင်ခဲ့ပါတယ်။ ဆီမန်ကြီးတို့ကလည်းလူးရက်စကယ်လီနဲ့ဒန်ဟာကတတလာတဲ့မာတီနယ်လီတို့ကိုထည့်သွင်းပြီးတော့ချစ်ပါကိုရဖို့ကြိုးစားခဲ့သေးပါတယ်။ဒီလိုနဲ့ပွဲချိန်84မိနစ်မှာညာချမ်းတင်ပါရဲ့ဖန်တီပေးမှုကနေဒီကလန်ရိုက်က အဆုံးသတ်ပြီးတော့ဆီမန်တို့လည်းချစ်ပါကိုရရှိသွားခဲ့ပါတယ်။လက်ချက်မနေတီမှာကကြီးတို့ဘက်ကလည်း white line နဲ့ collier တို့ကိုထည့်သွင်းပြီးတော့ဥဆောင်မှုပြင်ရဖို့ကြိုးစားလာခဲ့ပါတယ်။ဂိုးရီလိုအပ်နေတဲ့အချိန်မှာထည့်လိုက်တဲ့ကစားသမားက white line ဖြစ်နေခဲ့တာကြောင့်ပွဲကလည်းပြီးတဲ့လောက်ဖြတ်သွားခဲ့ရပါတယ်။ ဖိုင်နာအပိုင်ခွင့်ရေးတွေရခဲ့ပေမဲ့လုံအောင်ကိုယုံကြည်မှုပျောက်ဆုံးနေရတဲ့အနေအထားမျိုးဖြစ်နေပြီးတော့အတော့မချနိုင်ဖြစ်နေရပါတယ်။ဒါပြင်နာကျင်ချိန်မှ3မိနစ်မှာခေကြီးတို့လွဲချော်ခဲ့ရတဲ့အခွင့်အရေးကတော်တော်လေးနှမျောဖို့ကောင်းခဲ့ပါတယ်။ဘရူနိုရဲ့ကံကြက်ကဘိုင်ယာနဲ့ TV ပြန်ထွက်လာခဲ့တာကိုထပ်ပြီးဆုံးသက်ခွင့်ရခဲ့ပေမဲ့ဘိုင်ယာကဂိုးလိုင်းပေါ်ကနေကာကွယ်သွားခဲ့ပါတယ်။အပိုင်ခွင့်ရေးတောက်လျှောက်ရခဲ့တဲ့ခေကြီးတို့အနေနဲ့အခွင့်အရေးတွေကိုတော့မချနိုင်ခဲ့တာကြောင့်နောက်ဆုံးမှာတော့ပြေးတမတ်နဲ့ဝေချင်နေခဲ့ရပါတယ်။လွဲပြီးပြီးစီမံကြီးတို့ကိုဖျက်မြင်လုပ်နိုင်ခဲ့တာကြောင့်တန်နေပြီလို့ပြောရတာမှဖြစ်ပါတယ်။ အဆုံးသတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။